ကံကြမ္မာအားလျော်စွာအချို့ပုဂ္ဂိုလ်တွေကဒီဘဝကူးတဲ့နေရာမှာအဓိကအဆုံးဖြတ်ပေးနေတာတွေကဘာလို့လဲလို့ဆိုရင်သူစရိုက်နဲ့ဒုစရိုက်ပဲရသော်ဘုရားရဲ့ဒေသနာတော်တွေတဲကိုလေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒုစရိုက်လုတ်တဲ့ပုဂ္ဂိုလ်တွေကငရေတရိစ္ဆာန်ပြိတ္တာဆိုတဲ့အပေပုံဒီမှာသွားတယ် သူစရိုက်တွေကအကျိုးပေးတာလူပုံတတ်ပုံမှာအကျိုးပေးတယ်။ဟောသူစရိုက်ကငရဲတရိစ္ဆာန်ပြိုက်တာမှာအကျိုးပေးတယ်။တော့အလုံးသိတဲ့အတိုင်းပဲဒုစရိုက်7ပါအဲ့ဒီဒုစရိုက်7ပါဆိုတဲ့အဲ့မဲ့စိတ်ထဲမှာဖြစ်တဲ့ဒုစရိုက်ကိုသိပြီးသူတွေကအတိမတ်မထားကြဘူးเนาะ ကျန်တာတွေသာဒုစရိုက်လို့ထင်တာစိတ်ထဲမှာဖြစ်တဲ့ဒုစရိုက်ကဘာလဲအဘိဓါပြာပါဒမိစ္ဆာဒိဋ္ဌိအဘိဓါဆိုတာသူများပိုင်တဲ့ပစ္စည်းကိုကိုယ်ပိုင်ဖြစ်ခြင်းတဲ့အတွေ့လောဘလောဘနဲ့တွေ့တဲ့အတွေ့သူပစ္စည်းကိုပစ္စည်းလောက်ခြင်းတဲ့အတွေ့အဲ့ဒီတွေးယုံနဲ့ပဲဒုစရိုက်ဖြစ်သွားပြီအကုသိုလ်ဖြစ်သွားပြီကမ္မပဋ္ဌာန်မြောက်သွားပြီဒါကပြောစရာမလိုသေးဘူး ခန္ဓာကိုယ်ကလှုပ်လှုပ်တာမဟုတ်သေးဘူးကိုရီးလည်းရောက်လှုပ်တာမဟုတ်ဘူးဒီအတွေးလေးတွေးမိလိုက်တာနဲ့တပြိုင်တည်းအဘိဓါဆိုတာဖြစ်သွားအဲ့ဒါဒုစရိုက်ဖြစ်သွားတယ်ဒုစရိုက်ဒီအဲ့ဒီလောဘဒီတဏ္ဏစေရနာကိုခေါ်ရတဲ့ကံမျိုးမဟုတ်ဘူးဒီလောဘကိုယ်တိုင်းကိုကအဘိဓါဆိုတဲ့လောဘကိုယ်တိုင်းကိုကကံဖြစ်သွားပြီလို့ပြောကံဖြစ်သွားရင် အကျိုးပေးတော့မှာပေါ့ဟုတ်ကဲ့လားထို့တူပဲဗျာပါဒ် ရိုးရိုးစိတ်ဆိုးတာမဟုတ်ဘူးဒီလူဒုက္ခရောက်သွားပါစေတည်သွားရင်ကောင်းပါပဲပျက်စီးသွားရင်ကောင်းပါပဲဆိုတဲ့ဒီအတွေးလေးတွေးလိုက်လို့ရှင်ဂျာဘာရဖြစ်သွားပြီအဲ့ဒီဂျာဘာရအတွေးလေးဟာကံအရာမြောက်သွားလို့သူ့ကိုမနောဒုစရက်အကုသလကမ္မပဋ္ဌာန်လို့ခေါ်တယ်ဟောအကျိုးပေးသွားပြီသူကအကျိုးပေးဖို့အခြေအနေဖြစ်သွားနောက်တစ်ခုကမိစ္ဆာဒိဋ္ဌိတွေးလိုက်တယ်ကံကံရဲ့အကျိုးဆိုတာမရှိဘူးကံတရားတွေရဲ့အကျိုးမရှိဘူးဆိုတော့ နတ္ထိကဒိဋ္ဌိကုသကံအကုသကံတို့ရဲ့အကျိုးကိုညင်းပယ်တယ်ဒီဘဝဟိုဘဝကိုညင်းပယ်တယ်အမေဖေကိုညင်းပယ်တယ်အမေဖေပေါ်မှာပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကျေးဇူးပြုမှုစော်သားမှုတွေကိုညင်းပယ်တယ်ပေပြီးပြန်ဖြစ်တယ်ဆိုတာကိုညင်းပယ်တယ်လောကကြီးကိုထူးထူးခြားခြားသိမြင်ပြီးတော့အကျဉ်းမှန်နဲ့လောကကြီးအကြောင်းကိုပြောပြနိုင်တယ်ဖျားရှိတယ်ဆိုတာကိုညင်းပယ်တယ် အဲ့ဒီညင်းပယ်တဲ့အတွေးတွေတွေးမိလိုက်တဲ့ပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိသူ့အတွေးတွေကမိစ္ဆာဒိဋ္ဌိခေါ်တယ်အဲ့ဒါဘောတက္ကရာဒိဋ္ဌိတို့ဘာလို့လဲမဆိုင်ဘူးမနောဓုစရိုက်ထဲမှာပါတဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီညင်းပယ်တဲ့အတွေးတွေးမိလိုက်တာနဲ့တပြိုင်တည်းမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီကံအရာမြောက်သွားပြီလို့ဆိုတာဒါမနောကမနောဓုဆိုရင်အပင်ကိုကြားစေနိုင်တယ်ငရဲမှာဖြစ်စေနိုင်တယ် တရိစ္ဆာန်ဘဝရောက်စေနိုင်တယ်ပြိတ္တာဘဝရောက်စေနိုင်တယ်ဒီအကုသိုလ်ကနော်ဟောနှုတ်ကပြောတဲ့အကုသိုလ်တွေဒီတိုင်းသိတယ်ဘုဒ္ဓဝါဒပိတုဏဝါစာဘုဒ္ဓဝါစာတမ္ပပလပအဲ့ဒါကနှုတ်ကပြောတာစိတ်ထဲကဖြစ်ရုံနဲ့မကဘူးတပံကိုတိလျှောက်ကြတော့ပါဏာတိပါဒအဋ္ဌိဏဒါနကာမိတုမိစ္ဆာစာရာဆိုတဲ့ဒုစရိုက်ပေါင်းလိုက်တော့ဒုစရိုက်၁၀မျိုး အဲ့ဒီဒုစရိုက်10မျိုးကိုပြုတ်လုထားတဲ့ပုံကိုယ်တွေဟာတေဒီအချားမဲ့မှာဘယ်ပုံသွားရောက်ကြတော့ဆိုတော့ငရဲပုံရောက်သွားကြတယ်တဲ့အဲ့ဒီငရဲပုံရောက်သွားလို့ရှိရင်ငရဲပုံမှာရရှိထားတဲ့အနေထားတိုင်းပဲဒီဘဝမှာဆက်လက်ဖြစ်ပြီးတော့နေကြရတယ်။ဘယ်ရောက်နေတဲ့ပုဂ္ဂိုလ်ကလည်းသူကနဲ့သူပဲ ငရဲမှာဆက်ပြီးတော့သူ ရှင်တန်းနေမှာပဲငရဲဘုံရောက်သွားလို့ရှင်တတ်လို့လည်းသေးတာမဟုတ်ဘူးသူကံမကုံမချင်းမသေးဘူးတဲ့ငရဲကနော်လက်ဖြတ်ခြေဖြတ်ဘလောက်တတ်တတ်မသေးဘူးကံကုံမသေးတာသူကငရဲရဲ့တဘာဝကံမကုံမချင်းလွတ်လန်းမရှိဘူးဆင်းရဲတာတော့အလွန်အလွန်ပဲမိတွေဘလောက်လောင်းလောင်းငရဲဘုံရောက်တဲ့လူကပြဖြစ်တော့မဖြစ်ဘူးပူတာပဲရှိတယ် သွေးရဲရဲတန်ရဲရဲသွေးတွေဘလောက်ထွက်ထွက်သွေးလွန်တဲ့ယောဂာနဲ့သိတယ်မရှိဘူးငရဲမှာနော်လက်တွေခြေတွေဖြတ်လို့သွေးတွေသွေးလွန်သွားတယ်ဆိုတာမရှိဘူးအတက်ကတော့ရှင်းနေတော့ပဲကိုယ်သက်ပြင်းတို့မသက်ပြင်းတို့ကငရဲပြေမှာမှရှိတာဘယ်လိုဒုက္ခရောက်လို့မှမသိဘူးကံကုံမှသိတယ်တန်းတို့သိရင်တော့လေငရဲကခဏလေးကျွတ်တော့မှာပေါ့အဲ့လိုမသိဘူးတဲ့သူက အေးကောင်းပြီအဲ့ဒီငရဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာသူကံတဲ့သူပဲယက်တည်နေမှာပဲတဲ့ဒီကနေပြီးတော့ကုသကောင်မှုလုပ်ပြီးတော့အမြတ်တမ်းပြေးဝေလို့ရတော့သူ့အတွက်ရောက်မှာမဟုတ်ဘူးဒါကအဋ္ဌာဏတစ်ခုပဲဟုတ်ကဲ့လူတယောက်ဟာသေသွားလို့အကုသိုလ်ကံကြောင့်ငရဲ့ပြင်ရောက်သွားတယ်ငရဲ့ဘဝမှာသူ့ဘာသူသူကံတဲ့သူပဲယက်တည်နေလိမ့်မယ်ဒီကနေကုသကောင်မှုလုပ်ပေးပေမဲ့လို့ဒီကုသိုလ်ကံမှုရဲ့အကျိုးကိုသူမခံစားရဘူးတဲ့ ဘာကုလို့မခံစားရတာတုံးလို့မေးလို့ရှိရင်သူနဲ့အဆက်အသွယ်ပြတ်သွားပြီတရားကုသိုလ်ကောင်းမှုလောက်တာကိုသူသိပါမလားမသိဘူးမသိလို့တာရုမခေါ်နိုင်ဘူးကုသိုလ်ဆိုတာပတ္တာနုမောဒနာအမြှဝေလိုက်တဲ့အခါမှာပဋိဌာနအနေနဲ့အမြပေးဝေလိုက်တဲ့အခါပတ္တာနုမောဒနာလို့ဆိုတဲ့တာရုတာရုဆိုတဲ့ဝါမြောင်နုဘောတာရုခေါ်ပြီးလက်ခံလိုက်မှကုသိုလ်ဆိုတာရတာဒီတိုင်းမရဘူး ဒါကြောင့်မလို့အမြအမြဆိုတဲ့ကသာဓုသာဓုနဲ့ခေါ်ကြတာသာဓုမခေါ်ပဲပါဇပ်ပိတ်နေအမြမရဘူးနော်အေးသာဓုခေါ်တာဟာဘာမှမရဘူးလို့တချို့ကထင်ကောင်းထင်လိုက်တယ်သူများကုသိုလ်ကောင်းမှုလုပ်လို့သာဓုခေါ်တာဟာမရဘူးလို့ထင်ကောင်းထင်လိုက်တယ်သာဓုခေါ်တဲ့အကျိုးလည်းရတယ်နော် ။ဘာဖြစ်လို့မရဘူးထင်တာတော့ဆိုပတ်စံရှိနေတဲ့ပုဂ္ဂိုလ်တယောက်ကိုမုံဘိုးလေးတွေသွားပေးမယ်တရားနေရာမုံဘိုးပေးမယ်ဆိုရင်အရာရောက်ပါမလား။ရောက်ဘူး။သူ့အိမ်မှာလည်းစားစရာတွေရှိတယ်။သွားပြီးတော့စားစရာလေးတစ်ခွက်ပေးလို့ရောအရာရောက်မလား။မရောက်ဘူး။အဲ့ဒါမျိုးလိုပဲဘုမစားစရာတွေပြည့်နေတဲ့အချိန်မှာတာရုခေါ်တာအတွက်ကဘာမှသူ့မှာအရာမထင်သလိုဖြစ်တယ်။သို့သော် တတိသင်္ချာဘုရားမှာတာရုခေါ်တာအကျိုးပေးတယ်ဆိုတာ950ဇာတ်ထဲမှာရှိတယ်เนาะသင်္ခပုံနာဆိုတာဘုရားလောင်းမယ်ပြင်လက်ခီးကိုဖြတ်တန်းတော့မယ်ဆိုတဲ့အခါမှာလမ်းမှာတွေ့ခဲ့တဲ့အရှင်မြတ်တပါးကိုအရှင်မြတ်တပါးဟာနေဘူးကျဲကျဲကြီးတဲ့မှာလမ်းပေါ်မှာပူတဲ့နေဘူးပြင်ကြီးမှာခီးသွားတဲ့အခါကျတော့ ကွတ်တာကွတ်တာနဲ့ပူလုံးလို့အဲ့ဒီအချိန်မှာသူစည်းလာတဲ့ဖနှက်ကိုချုပ်ပြီးတော့တတရရဖြစ်အောင်တန်ရှင်းပွတ်တတ်ပြီးတော့ထိုးအရှင်မြတ်ကိုဖနှက်တရံလှူလိုက်တယ်နော်အဲ့ဒီဖနှက်တရံလှူပြီးတဲ့အခါမှာသူကသင်္ဘောတက်တယ်သင်္ဘောပေါ်ရောက်တော့ခရီးဆက်တော့ပင်လယ်ထဲမှာမုန်တိုင်းနဲ့မိပြီးတော့သင်္ဘောပြတ်ပါနေရောသူ့နောက်ကသူ့ရဲ့အဖော်သူ့ရဲ့ အလုတ်ကြီးတယောက်ပါဆရာတော်ကြီးနှစ်ယောက်သင်္ဘောပြက်တဲ့အခါကျတော့သင်္ဘောကပြင်ကျက်တစ်ခုကိုရလို့အဲ့ဒီပြင်ကျက်ကိုမှီပြီးတော့သူတို့နှစ်ယောက်ပင်လယ်ထဲမျောနေခေါင်းရလောက်တိတိညောနေတဲ့အခါကျတော့သူရဲ့ကုသိုလ်ကောင်းမှုကြောင့်ဖဏတ်လူခဲ့တဲ့ကုသိုလ်ကောင်းမှုကလာခဲ့တယ်သို့သောဇာလန်းထဲမှာတော့မဏိမေခလာနတ်သမီးလာခဲ့တယ်လို့ပြောတာနော်မဏိမေခလာကကုသိုလ်ကြောင့်ကယ်လို့ရတာ ကုသိုလ်ကြောင့်ဒီပုဂ္ဂိုလ်ဒုက္ခရောက်နေတာမြင်တာအနုဘုဆိုမမြင်ဘူးပြောရင်ကုသိုလ်ဟာခဲ့တာအဲ့ဒီကုသိုလ်ကံကြောင့်မဏိမင်္ဂလန္တသမီးကလာခဲ့တယ်တဲ့တင်မောကြီးဖန်ဆင်းပြီးတော့ခုခေတ်တို့ပြောရင်တော့နိုင်ငံခြားတင်မောတစည်းကတွေ့လို့ကဲလာခဲ့တယ်လို့ပဲပြောမှာပေါ့အဲ့ဒီမှာသူ့ကိုကဲတယ်ကဲပြီမဲ့လို့သူ့နောက်ကပါလာတဲ့လူကိုလှဲ့တော်မချင်ဘူးမကဲဘူး မကယ်တော့ဖះလောင်းနေဆိုတာအမြဲတမ်းစဉ်းစားညံရှိတယ်။သူကကုသိုလ်ကောင်းမှုမရှိဘူးတဲ့သူ့ကိုမကယ်နိုင်ဘူးလို့ဆိုတော့ဖះလောင်းကငါတပည့်ငါတင်မောတက်ခံဒီမှာခဏတည်းရန်လှုပ်ခဲ့တယ်။အဲ့ဒီကောင်းမှုရဲ့အဖို့ကိုမင်းကငါအမျှဝေပါလေဆိုတော့ဟိုလူကသာဓုသာဓုအဲ့ကြတော့မှအဲ့ဒီလူကိုကယ်တယ်။အဲ့ဒါသာဓုအကျိုးပေးတယ်လို့ပဲမှတ်ထားတယ်။အဲအခုချိန်မှလည်းပဲသာဓုခေါ်ပြီးလို့ရှိရင်သာဓုကအကျိုးပေးတာပဲနော်။ ကောင်းပြီငရဲကြနေတဲ့တတ္တဝါတယောက်ဟာကိုယ်ဆွေမျိုးသားချင်းဖြစ်တယ်ဓမ္မလွန်ဘုရားရောက်သွားတဲ့ဆွေမျိုးသားချင်းတယောက်အနေနဲ့ဖြစ်အောင်အဲ့ဒီငရဲရောက်သွားတဲ့ဆွေမျိုးသားချင်းအတွက်ကတော့ဒီဘဝကကုသကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလဲသူမရဘူးတဲ့သူကံတိုင်းပဲသူသွားတော့မယ်အေးနောက်တစ်ခုကတော့အကုသိုလ်တွေလုပ်လို့တည်တဲ့အခါတိရိစ္ဆာန်သွားဖြစ် တရိษံဖြစ်ရင်လည်းပဲတရိษံဘဝမှာသူ့ဘာသူတရိษံနေရဲ့အစာအစာတရိษံဘဝမှာသူ့ဘာသူရက်တည်မယ်ဒီဘဝကကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပြေးဝေလိုက်လဲဒီကုသိုလ်ရဲ့အကျိုးသူရမှာမဟုတ်ဘူးနောက်တစ်ခါနောက်တစ်ယောက်ကတော့ကုသိုလ်ကောင်းမှုတွေသူလုပ်တယ်သူစရိုက်ဆယ်ပါအကျင့်တရားတွေကိုကျင့်ကြံကြိုးကုပ်အားထုတ်တယ်တေဒီအချမ်းမဲ့နဲ့လူဖြစ်တယ် လူဘဝရောက်တဲ့အခါမှာလူစည်းစိမ်ချမ်းသာတွေခံစားပြီးတော့လူဘဝမှာအသက်ရှင်နေတယ်။ကြိုင်ရတဲ့ဆွေတွေမျိုးတွေကလည်းအမြတ်တမ်းပေးဝေလဲလူဘဝရောက်တဲ့ပုံကမရဘူးတဲ့နော်။နောက်တစ်ခါကုသိုလ်ကောင်းမှုတွေလှုပ်လို့ပေသည်ချမ်းမဲ့နိုင်လက်ပြေရောက်သွားတယ်။အဲ့ဒီလက်ပြေရောက်သွားတဲ့ပုံကလည်းပဲလက်စည်းစိမ်ချမ်းသာခံစားလို့နတ်ဘုံနတ်ဘဝမှာပျော်မွေ့နေတယ်။ ဒီဘဝကကြာရင်တဲ့မိဘဆွေမျိုးတွေကအမြတ်တမ်းပေးဝေလို့သူမရဘူးလို့ဆိုတာကဲပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တမလွန်ဘဝသွားတဲ့ပုဂ္ဂိုလ်ဟာငရေကြသွားရင်လည်းအမြတ်ဝေလို့မရဘူးတရိစ္ဆာန်ဖြစ်နေရင်လည်းအမြတ်ဝေလို့မရဘူးလူပြေရောက်သွားရင်လည်းအမြတ်ဝေလို့မရဘူးနတ်ပြေရောက်နေရင်လည်းအမြတ်ဝေလို့မရဘူးတဲ့ဒီလိုဆိုလို့ဒါဖြင့်သူက အကုတုကံတွေလှုပ်သည့်အတွက်ကြောင့်ဒေသီအချားမဲမှာပြိတ္တာဖြစ်သွားတယ်ပြိတ္တာဆိုတာတစီတို့တရေတို့ပဲပြောပါဆိုနော်အိမ်နာနေခြင်းမှာပြိတ္တာဖြစ်ပြီးပစ္စည်းဆွဲလို့ပဲဖြစ်စေမိသားစုပေါ်ဆွဲမဲ့လို့ဖြစ်စေလူတွေကဒါကိုမကြွမလွတ်ဘူးလို့ပြောတယ်ကိုယ်လည်းကြွသလားဆိုဘယ်ကြွမှာလဲနော်တန်တရာဝတ်ကမလွတ်သေးသမျှမကြွသူတွေကြီးပဲအကုန်လုံးသို့သော်တစီဖြစ်မှာမကြွဘူးလို့ထင်နေကြတယ် ဲ့ဒါလို့ပြိတ္တာဘဝရောက်နေတဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်တဲ့ပြိတ္တာဘဝမှာသူ့အကျိုးပေးသမျှနဲ့ဘဝရည်တည်တာကတခုတဲ့ဒီဘဝကဆွေတွေမျိုးတွေကကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေလို့ရှိရင်လည်းဒီဘဝကကုသိုလ်ကောင်းမှုကိုအမိပြုပြီးတော့သူဘဝကိုရည်တည်နိုင်တယ်သူကြတော့ဘဝရည်တည်ဖို့လမ်းကြောင်းနှစ်ခုရှိတယ်เนาะသူကံအကျိုးပေးနဲ့ရည်တည်တာကတစ်ခု ဒီဘွားကကုသိုလ်ကောင်းမှုကိုဒီဘွားကဆွေတွေမျိုးတွေကအမျှဝေတဲ့ခါမှာတာဓုခေါ်လိုက်လို့ရတဲ့အကျိုးတရားကိုလည်းပဲမှီပြီးတော့ရည်တည်နိုင်တယ်လို့သူလိုပြောတယ်အဲ့ဒါကိုပဲဂတိ၅ပါးလို့ခေါ်တယ်အញ្ញံဆုံးကြောက်စရာကောင်းဆုံးကနေရယာဂတိပြီးတဲ့အခါတိရိစ္ဆာန်တာဂတိနောက်ပြီးတော့ပေတဂတိနောက်ပြီးမနုဿဂတိနောက်ဒေဝဂတိလူတွေရဲ့ တမလွန်ဘဝသွားတဲ့အခါမှာသွားရလမ်းကြောင်းကြီး90ရှိတယ်။အဲဒီလမ်းကြောင်းကြီး90ထဲမှာ30ကတော့ဒုစရိုက်တွေကြောင့်ရောက်သွားတာ။ငရဲတရိษံပြိတ္တာဆိုတာဒုစရိုက်ကြောင့်ရောက်သွားတာ။ဒုဗုံဓာဗုံဆိုတဲ့ဒီကတိနှစ်ခုကတော့ဒုစရိုက်ကြောင့်ရောက်တာလို့ပြောတာ။အဲ့လိုရောက်သွားတဲ့ထဲမှာပေတာကတိရောက်တဲ့ပုဂ္ဂိုလ်တဦးတည်းကိုသာလေတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တဦးတည်းကိုသာလေ ဒီဘွားကကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေရင်အကျိုးရှိနိုင်တယ်လို့ဒီလိုဟောတယ်နော်အဲ့ဒီပုံသားကြီးကိုအဲ့ဒီလိုရှင်းပြီးတော့ဟောလိုက်တဲ့အခါကျတော့ပုံသားကြီးကထပ်မေးတယ်အရှင်ဘုရားတဲ့တပည့်တော်တို့ရည်စူးတဲ့ပုံကတော့အဲ့ဒီပြိတ္တာပုံကိုမရှိဘူးပြိတ္တာပုံမှာမဖြစ်ဘူးဆိုလို့ရှိရင်တပည့်တော်တို့ရည်စူးပြီးတော့အမြတ်တမ်းပေးဝေလိုက်တဲ့ကုသိုလ်ကိုပြုရသွားတော့တဲ့ ဒါလည်းစဉ်းစားစွယ်ကောင်းတဲ့မိကုံလေးတစ်ခုပဲအဲ့တော့မြတ်စွာဘုရားပြေတာကအေးသူမရဘူးဆိုလို့ရှိရင်ကိုယ်ရင်ညွတ်တဲ့ပုဂ္ဂိုလ်မရဘူးဆိုလို့ရှိရင်ဆွေဟောင်းမျိုးဟောင်းဘောဟောင်းဘွားဟောင်းတွေရှိတာဗောတဲ့အဲ့ဒီဆွေတွေမျိုးတွေကရတာပဲကိုယ်ကသာမေ့ခြင်းမေ့နေမှာဆွေမျိုးတွေဆိုတာမေ့ခြင်းမှာမေ့တာလေရှင်သာရိပုတ္တရာမထေရမြတ်ကြီးတောင်မှလွန်ခဲ့တဲ့သုံးဘဝက မေတော်ကြီးကပြိတ္တာမကြီးဖြစ်တယ်ပြိတ္တာမကြီးဖြစ်တော့အာဂုယလိုက်ရှာတဲ့အခါရှင်သာရိပုတ္တရာတွေ့တယ်အော်ဒါငါသားကြီးပဲဆိုပြီးတော့အကူကြီးလာတောင်းတယ်ရှင်သာရိပုတ္တရာမထေရကဘွားကြောင်လေးဆောက်လို့ဆွန်လေးခံပြီးတော့တန်ဃာကိုယေရှုလှူဒန်းပြီးတော့အဲ့ဒီပြိတ္တာမကြီးကိုအမျှဝေလိုက်တဲ့အခါမှာအော်နေစရာဘုံမိမ့်မှန်ကြီးလည်းရသွားတယ်စားစရာနတ်ဩဇာတွေလည်းရသွားတယ် အကျိုးရှိသွားတာနော်ဒီလိုပဝဋ္ထုတွေကိုသိကြလို့ရှိရင်ပေတဝဋ္ထုတို့ဝိမာဏဝဋ္ထုတို့ဖတ်မယ်ဆိုရင်အများကြီးပဲစာပေကျမ်းဂန်အရသုံးမဟုတ်လို့ရှိရင်လည်းမြန်မာနိုင်ငံမှာလည်းပဲအတွေ့အကြုံရေးထားတဲ့ဝဋ္ထုမျိုးတွေလည်းရှိတာအမြတ်တမ်းပေးဝေလိုက်လို့ရှိရင်ရတယ်ကုသကောင်းမှုရပြီးတော့ချမ်းသာဒုက္ခရသွားကြတာတွေများများစွာရှိပုံ့ အဲ့ဒီမှာပုံနာကြီးကမေးတဲ့အခါမြတ်စွာဘုရားကအေကိုရည်စူးတဲ့ဆွေမျိုးသားချင်းကဓမ္မလွန်ဘုရားပြည့်ကြဘုံမှာမရှိဘူးဆိုရင်ရှိတဲ့ဆွေမျိုးတွေရတာဘောလို့ဆိုတော့ပုံနာကြီးကထပ်မေးတယ်အရှင်ဘုရားတဲ့တပည့်တော်တို့ရည်စူးတဲ့ပုံကိုလည်းမရှိဘူးတခြားဆွေမျိုးသားချင်းတွေလည်းမရှိဘူးဆိုရင်ဘောတဲ့ဘယ်သူရမှာလဲဆိုတော့မြတ်စွာဘုရားက တန်တရာကြီးဆိုတာဒီလောက်ကြာနာကိုယ်ဆွေမျိုးတွေမရှိတဲ့ပြိတ္တာပုံဆိုတာဘယ်တော့မှမရှိနိုင်ဘူးတဲ့ဒါဟုတ်ကဲ့လားဗိမိတာရာမင်းကြီးတောင်မှပဲဟိုကကုသနာမြတ်စွာဘုရားလက်ထက်အဝိပတ္တိမြတ်စွာဘုရားလက်ထက်ကဆွေတွေမျိုးတွေပြိတ္တာပုံရောက်လာနေရှိတာအတိတ်ဘဝဆွေမျိုးတွေကဘာချားပြီးတော့ဆွေတွေမျိုးတွေကပြိတ္တာဘဝရောက်နေကြတာရှိတယ် အဲ့ဒါကြောင့်မို့လို့ဆွေတွေမျိုးတွေကကိုယ်ဆွေမျိုးအမြတ်တမ်းပြေးဝေမှာကိုစောင့်စားပြီးတော့နေကြတယ်အမြတ်တမ်းပြေးဝေလိုက်ရင်ဝမ်းမြောက်မှုပေါ်သာလို့ခေါ်လိုက်တာနဲ့တည်းမြိုင်နဲ့သူတို့ရဲ့ဘဝအခြေအနေတွေဟာချက်ချင်းတိုးတက်ပြောင်းလဲသွားနိုင်တယ်တဲ့ဘသူကြောင့်ပြောင်းလဲတာတော့ကုသိုလ်ကြောင့်ပြောင်းလဲတာနော်တခြားအကြောင်းကြောင့်ပြောင်းတာမဟုတ်ဘူးသူတို့တဏ္ဍာမှာဖြစ်တဲ့ကုသိုလ်ကြောင့်ပြောင်းလဲတာ ဒါနဲ့ပတ်သက်ပြီးတခုမှတ်เสียရလေးတခုပြောအောင်ကုသိုလ်ဟာအဓိကကြရတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ဘုန်းကြီးတို့တွေအလုံးသိကြတယ်အလုံးတရားနာပရိသတ်တွေကြားဘူးတယ်ဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာဆိုတဲ့ခါထာတွေထဲမှာသဗ္ဗဗုဒ္ဓံဥပါဝေဒသရာသူခိဘဝတုတေဆိုတဲ့စကားရမှာသဗ္ဗဗုဒ္ဓံဥပါဝေဒအလုံးစုံသောဘုရားရှင်တို့၏အစွမ်းတကူ တကိုးတေသောအာနုဘောကြောင့်လို့ဒီလိုဘာသာပြန်လေးရှိကြတယ်။ဖရာရဲ့တကိုးကြောင့်ချမ်းသာတယ်လို့ဒီလိုပြောတော့လူတွေဟာတကိုးအားကိုးကြဟုတ်တယ်မလား။အစွမ်းတကိုးရှိတဲ့ပုဂ္ဂိုလ်ဆိုအားကိုးတယ်ချမ်းသာလိမ့်လို့တကယ်ကတော့ဖရာတကိုးကြောင့်ချမ်းသာတာမဟုတ်ဘူး။ဘာသာပြန်တဲ့အခါမှာတကယ်ပြန်ရမှာကဘာတော့ဆိုရင် အလုံးစုံသောဘုရားသခင်ကိုရောမြတ်တို့ကိုရှ िख ိုးပူဇော်ရတဲ့ကုသိုလ်ကောင်းမှုရဲ့အစွမ်းတကူကြောင့်လို့ဒီလိုပြန်ဘုရားကိုရှ िख ိုးဘုရားကိုကြည်ညိုတဲ့ကုသိုလ်စိတ်ရဲ့ကုသိုလ်စိတ်ကမှတကယ်တကူဟုတ်ကဲ့လားကုသဏ္ဍမှာဘုရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်တရားကမှတကယ်အစွမ်းတကူထက်တာတဲ့အဲ့ဒီအစွမ်းတကူကြောင့်ချမ်းသာကြပါစေဆိုမှ ပုံမှန်ကန်တယ် မြတ်စွာဘုရားကမတာမဟုတ်ဘူးကိုလုံးတဲ့ကုသိုလ်ကမတာအဲ့ဒါကြောင့်မလို့ကိုယ်တဏ္ဍမှာကုသိုလ်ဖြစ်အောင်ကြိုးစားရမယ်အဲ့ဒီလိုမသိလို့ရှိရင်လူတွေကဘာဖြစ်ဘုရားကိုယ်ွယ်တာတောင်မှပဲလက်ကောင်းတဲ့ဘုရားမှာကိုယ်ွယ်နော်လက်ကောင်းတဲ့ဘုရားကိုယ်ွယ်ဘုရားကလက်ကောင်းမှာမဟုတ်ဘူးကိုလို့တဲ့ကုသိုလ်ကံကမှလက်ကောင်းမှာเนาะ ကုသကံကိုဥတီကျက်မထားဘဲနဲ့ရုပ်တုတော်သွားပြီးတော့ဥတီကျက်ထားလို့ရှိရင်ဒါမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးကုသရဲ့အစွမ်းတကောကသာလဲမှန်ကန်တယ်လို့ဒီလိုပြောရသော်ဗျာကိုယ်တိုင်ကလည်းပဲပုံညာဘိက္ခဝေဘာဝရိတ်ထဒုက္ခပေတံဒိဝဆနံယတိတံပုံညာနိချမ်းသာခြင်းယကုသမကြောက်နဲ့တဲ့ကုသများများလို့ကုသများမှချမ်းသာမယ်ပြောတယ်နော်ဒီလိုဟောထားတာအေးဒါကြောင့်မို့လို့ ခုနကတမန်တော်ဘုရားပြောင်းသွားတဲ့ပုံကိုလည်းပဲဒီကကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်ဝေတယ်ဆိုတာဒီကကုသိုလ်ကြောင့်သူတို့ချမ်းသာဒုက္ခရသွားတယ်ဆိုတဲ့နေရာမှာဆက်ဆက်မှုရှိတာကိုသာပြောတာဒီကအမြတ်ဝေရဲ့တန်းတယ်သူတို့ကတာတို့မခေါ်ဘူးဆိုရင်မရဘူးအဲ့တော့တာတို့ခေါ်လိုက်တာလည်းပဲပုံညာကရိယာဝတ္ထု10မျိုးထဲမှာတာတို့ခေါ်တာကုသိုလ်တစ်ခုဟုတ်ကဲ့လား ပုံညာကရိယာ၁၀ခုပုံညာကရိယာဝတ္ထု၁၀မျိုးရှိတယ်။ပြုလုပ်တဲ့ပြုလုပ်ထိုက်တဲ့ကုသိုလ်ချမ်းသာဒုက္ခရဲ့တရားဖြစ်လို့ဝတ္ထုချမ်းသာဒုက္ခရဲ့အကြောင်းတရားဖြစ်လို့ဝတ္ထုဖြစ်ပြီးတော့လုပ်တဲ့လုပ်ထိုက်တဲ့ကုသိုလ်၁၀မျိုးလို့ဆိုရတယ်မယ်။တာဓုခေါ်တာလဲလုပ်တဲ့လုပ်ထိုက်တဲ့ကုသိုလ်၁မျိုးပဲတဲ့။အဲ့ဒီတာဓုခေါ်တဲ့ကုသိုလ်ကြောင့်စိတ်ဓာတ်ပုံရောက်နေတဲ့ပုံကိုယ်တွေဟာကုသိုလ်ကောင်းမှု အကျိုးတွေကိုခံစားကြရတာလို့ဒီလိုမှတ်ရအောင်နော်အကယ်၍သာတို့မခေါ်နိုင်ဘူးဆိုရင်သူတို့မရဘူးအဲ့ဒါကြောင့်လို့မြတ်စွာဘုရားဖြေတယ်ကြိတ်တာပုံမှာကိုယ်ဆွေမျိုးသားချင်းတွေကင်းတဲ့နေရာဆိုတာမရှိနိုင်ပါဘူးတဲ့ရှိနေမှာပါတဲ့ဒါပေမဲ့လို့တကယ်တော့လေလူသူကိုယ်တိုင် အကျိုးကျေးဇူးတွေအများကြီးရပါတယ်လို့သူဟောတာပြုသူကိုယ်တိုင်က အများကြီးရတယ်လို့ပြောတာဆွေမျိုးသားချင်းကိုရည်စူးပြီးတော့ပြုတာဖြစ်ဖြစ် ကိုကုသူကိုကိုယ်တိုင်ကုသူရဖို့လှုပ်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့ပုံကတော့အကျိုးကျေးဇူးတွေရပြီးသားပဲတချို့အထင်တယ်ဒီကောင်းမှုက အမေအတွက်လှုပ်တယ်အဖေအတွက်လှုပ်တယ်ကိုယ်အတွက်မပါဘူးလို့ဒီလိုထင်ကောင်းထင်လိုက်မဟုတ်ဘူး ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်ဘသူအတွက်ပဲယေရှုယေရှုပထမရသူကကိုပဲပထမရသူကကိုပဲအဲ့ဒီရလာတဲ့ကုသိုလ်ကိုမှတစ်ဖက်သားကသာဓုခေါ်နိုင်ပြီဆိုမှသူတို့ရတယ်သာဓုမခေါ်နိုင်ဘူးဆိုမရဘူးလို့ဒီလိုမှအေးကောင်းပြီမြတ်စွာဘုရားကလူသူတန်းသူကုသိုလ်ကောင်းမှုပြုသူကိုယ်တိုင်ကဒီကုသိုလ်ရဲ့အကျိုးတွေကိုခံစားရတယ်ဆိုတော့ ပုံနာကြီးကဝမ်းသာတာအရှင်ဘုရားအဲ့လိုဆိုလို့ရှိရင်မဖြစ်နိုင်တဲ့နေရာမှာလည်းပဲအရှင်ဘုရားအကျိုးခံစားရတယ်လို့ဆိုလိုတာလားဆိုတော့ဟုတ်တာပေါ့တဲ့ညစွာဘုရားရှင်းပြတယ်ဆိုပါစို့လေလူတယောက်ဟာဒုစရိုက်လုပ်ငန်းတွေလုပ်တယ်ဒုစရိုက်တွေကြောင့်တည်သွားတဲ့အခါမှာဆင်သွားဖြစ်တယ်သို့တော်သူကမသေးခင်ကဒုစရိုက်တွေလုပ်ပေမဲ့လို့လူမှုတမ်းမှုဝါသနာပါကြည့်လို့ဒါကြောင့် သူကဒုစရိုက်လုံးလို့ဆင်ဖြစ်တယ်။တရိษံဘုရားရောက်သွားတယ်။လှူခဲ့သည့်တန်းခဲ့သည့်အတွေ့အကြောင်းဩဆင်ပြူတော်ဆိုပြီးတော့ခန်းခန်းနာနာအမယ်သူအကာအယံနဲ့အမိုးနဲ့အကျွေးကျွေးတာမွေးတာတွေနဲ့ရေချိုးပေးမဲ့လူနဲ့မရှိဘူးလားရှိတယ်ဆင်ပြေမဲ့လို့အမလေးစိတ်နဲ့နေရာနဲ့ဆင်ဟာရှိသေးတယ်နော်အဲ့ဒီတိုင်းပဲခွေးတွေရော ိန်တဲ့နေရာတဲ့ခွေးမရှိဘူးလားရှိတယ်ခုခေတ်ဆိုမဲ့ခွေးကမော်ရံမြင့်နဲ့ကားကြီးတွေစီးလို့ဟိုမှာလူအိတ်တဲ့နေရာကြီးတွေအိတ်လို့အဲခွေးစာတောင်မှပဲ special ထုတ်လုပ်ထားတဲ့ခွေးစာချွေရတချို့ပြကျဲဥကဘယ်နှလုံးလို့အသားကဘယ်နှလုံးလဲလူတဲ့တောင်မှသူတို့ကသားနေချင်သေးတယ်အဲ့ဒါဒါနရှိခဲ့တဲ့ခွေးလို့ပြောတာဒါနမရှိခဲ့တဲ့ခွေးကြတော့ဟိုအမိုက်ပုံနှမ်းဒီအမိုက်ပုံနှမ်းနဲ့ဒီလိုနဲ့ပြီးနေကြအော် တရိစ္ဆာန်ဘုရားရောက်တော့မှဒါနကုသိုလ်ရဲ့အကျိုးကခံစားရတယ်လို့မြတ်စွာဘုရားဟောတာနော်လူသူဟာမကောင်းတဲ့ဘုရားရောက်သွားအောင်လူတဲ့ပုဂ္ဂိုလ်ဟာတရိစ္ဆာန်ဖြစ်အောင်ကောင်းကျိုးချမ်းသာတွေရတယ်လို့ပြောတာချမ်းသာတယ်လို့ပြောထို့တူပဲလူတဲ့ပုဂ္ဂိုလ်ဟာလူပြီးဆိုလို့ရှိရင်ထို့လူတဲ့အကျိုးဟာဖြစ်လျာဘုရားမှာလိုက်ပြီးတော့အကျိုးပေးမယ် ဒါနကောင်းမှုလုပ်တယ်သူစရိုက်တရားတွေကျင့်သုံးဆောက်တည်တယ်သူစရိုက်ကျင့်သုံးဆောက်တည်သည့်အတွက်ကြောင့်လူပြေရောက်တယ်ဒါနကောင်းမှုတွေလုပ်ခဲ့သည့်အတွက်ကြောင့်လူပုံလူဘဝမှာလူချမ်းသာတယောက်ဖြစ်တယ်သူစရိုက်လုပ်သည့်အတွက်ကြောင့်လူဖြစ်တယ်ဆိုလိုတာကတီလာကြောင့်လူဖြစ်တယ်နော်တီလာကြောင့်လူဘဝရောက်တယ်ဒါနကြောင့်လူချမ်းသာဖြစ်တယ်ထို့တူပဲသူစရိုက်တရားတွေကိုကျင့်သုံးခဲ့သည့်အတွက်ကြောင့် နတ်ပြည်ရောက်တဲ့ဒါနာကောင်းမှုကြောင့်နတ်စည်းစိမ်ချမ်းသာသူများနဲ့မတူအောင်ချမ်းသာတယ်။ဟောဒီအကျိုးတွေကဒါကြောင့်မလို့သူ့အကျိုးနဲ့သူပဲဒါနာကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဟာတရိစ္ဆာန်ဖြစ်လဲကောင်းကျိုးချမ်းသာတွေခံစားရတယ်။လူဖြစ်လဲပဲကောင်းကျိုးချမ်းသာတွေခံစားရတယ်။နတ်ဖြစ်လဲကောင်းကျိုးချမ်းသာတွေခံစားရတယ်။ဒါကြောင့်မို့ဒါနာကောင်းမှုပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအကျိုးမဲ့မဖြစ်ဘူးလို့မြတ်စွာဘုရားဟောတယ် အဲ့လိုဟောလိုက်တဲ့အခါကျတော့မှခေါဏကဆွေတွေမျိုးတွေကိုရည်စူးပြီးတော့ဒါနကောင်းမှုပြုတာဆွေမျိုးတွေအတွက်သာပြုတဲ့လူမရဘူးလို့ထင်နေတဲ့ပုံသားကြီးကအရှင်ဘုရားဝန်တာစရာပဲဒီလိုဆိုရင်ဒါနတွေတိတ်လုံးတင်တာပေါ့တဲ့အလှတန်းတွေလုံးတင်တာပေါ့လူတင်တန်းတွေ ਨੇ ဖြစ်လျာဘဝမှာဘယ်ဘဝရောက်ရောက်နော်ချမ်းချမ်းသာသာနေရတယ်ဆိုတော့အင်မတန်မှတန်ဖို့ရှိပါလားလို့ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ် အဲ့ဒါသာနုတော်နိတုတ်ဆိုတာအင်္ဂုတ္တရနိကေမှာရှိပါလေ။အေးမြန်မာနိုင်ငံမှာဘုရားဘာသာဝင်သူတော်စင်ပေါင်းတို့ဟာဓမ္မလွန်ဘုရားကဆွေမျိုးတွေရဲ့အရေးကိုတွေးပြီးတော့မင်္ဂန်နဲ့နီလန်းနဲ့စဉ်းစားပြီးသူဆွေမျိုးတွေရဲ့ကွယ်လွန်အိဋ္ဌာရောက်တဲ့နေ့တွေမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့အမြတမ်းပေးဝေပြီးတော့နေကြတာ။ ထို့မြတ်တမ်းပေးဝေတဲ့အလုပ်မှန်ကန်တဲ့အလုပ်တစ်ခုဖြစ်တယ်။မကြောင့်မှန်ကန်တယ်လဲလို့ဆိုလို့ရှိရင်မိမိအလွမ်းပြေလုပ်ရုံမျှမကဒီကုသိုလ်ကောင်းမှုကိုဆွေတွေမျိုးတွေကသိရှိဝမ်းမြောက်နှုတ်ပေါ်သာဓုခေါ်မယ်ဆိုလို့ရှိရင်သူတို့ဘဝလေးတွေဟာတိုးတက်ပြီးတော့ကောင်းမွန်သွားကြမှာဖြစ်ပါလေ။ဒီဘဝကအဆောက်အဦလေးလုပ်ပြီးတော့လှူလိုက်ရင်သူတို့မှာဟိုဘက်မှာဘုံမိတ်မှန်နေရတယ် ဒီဘွားကအစားအစာလူပြီးတော့မျှဝေလိုက်လို့ရှင်ဘိုးဘွားမှာကိုဘက်မှာတမန်တော်ဘွားကဆွေမျိုးတွေမှာအစားအစာတွေရတယ်အဝတ်ကလေးတွေလူတန်းပြီးတော့အမျှဝေလိုက်လို့ရှင်သူတို့မှာနောက်ဝတ်တန်းစာတွေရတယ်ဒီဘွားကလူလိုက်တဲ့ကုသိုလ်ကောင်းမှုချက်ချင်းသူတို့ဘွားမှာအကျိုးပေးတယ်ချက်ချင်းလို့ဆိုတာဘလောက်ထိအောင်ချက်ချင်းလဲဆိုတာမြတ်စွာဘုရားကဥပမာနဲ့ရက်နဲ့ရှင်းပြထားတာရှိတယ် အုံနမေဥဒကံဝုတ်ထံယထာနေနံပဝတ္တတေဧဝမေဝဣတောဒိဏံပေတနံဥပကပတိကုံးမြင့်ပေါ်ရွာချလိုက်တဲ့မိုးရေတွေဟာနေရအရက်ကိုတလဟောစီးဆင်းသွားတယ်မဟုတ်လားအေးအဲ့ဒါလိုပဲဒီဘွားကနေပြီးတော့အမြအလို့ပေးလိုက်တာနဲ့တပြိုင်နဲ့ကိုကုသိုလ်ကောင်းမှုတွေကိုအမြအလို့ပေးလိုက်တာနဲ့တပြိုင်နဲ့ဟိုကပုံပုံမှာတခါတည်းပြည့်ပြည့်စုံစုံကြီးရသွားတယ်ချက်ချင်းရဆိုင်းကြရမလို့ဟုတ်ကဲ့ ။နောက်ဥပမာတစ်ခုကယထာဝရိဝဟာပူရာပြိပူရင်းတိတာကရဧဝမေဝဣတောဒိဏံပေတနာဥပကပတိ။ယချောင်းအင်းအိုင်တွေကမြည်ရီတွေကဘယ်ကိုစီးဝင်တယ်လဲဆိုရင်ပင်လေတဲကိုစီးဝင်။မြည်ရီတွေဟာပင်လေတဲစီးဝင်သွားတယ်လို့ပဲဒီဘွားကလှူလိုက်တဲ့ကုသကောင်းမှုတွေဟာမိမိတို့ရည်ညွန့်တဲ့ပုံကိုယ်တွေရဲ့ဘဝတွေကိုစီးဝင်သွားတယ်လို့သူတို့ပြောတာနော်။အေးဒါကြောင့်မို့လို့ တမလွန်ဘွားကဆွေမျိုးတွေအရေးကိုစဉ်းစားမယ်ဆိုရင်တရင်းစာထဲမှာအလွမ်းထဲတာကလည်းပဲကို့အတွက်စိတ်ဖြည့်သိယုံမှတပါသူတို့အတွက်ဘာမှအကျိုးမရှိဘူးတဲ့နော်တင်ကြိုင်သွားပြီးတော့ပန်းရင်ကလေးတွေချတာလည်းပဲကိုယ်စိတ်ဖြစ်သိယုံမှတပါသူတို့အတွက်ဘာမှအကျိုးရမှာမဟုတ်ဘူးကြိုက်တတ်တဲ့အစားအစာလေးတွေသွားချထားတာလည်းပဲသူတို့အတွက်အကျိုးရမှာမဟုတ်ဘူးသူတို့အတွက်တကယ်အကျိုးရတာတော့ ကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့အခါမှာသူတို့ကိုအမြတမ်းပေးဝေခြင်းကသာလင်သူတို့အတွက်ကောင်းကျိုးချမ်းသာရနိုင်တယ်ဆိုတဲ့မှန်ကန်တဲ့အသည့်တရားတွေကိုရပြီးတော့တမလွန်ဘဝရောက်နေတဲ့တမလွန်ဘဝကဆွေမျိုးတွေရဲ့အရေးကိုစဉ်းစားပြီးတော့အကျိုးရှိတဲ့အလုပ်ကိုလုပ်ဖို့အမြတမ်းမှအရေးကြီးပါတယ်ဆိုတဲ့အကြောင်းကို တမလွန်ဘဝကဆွေမျိုးများအရေးဆိုတဲ့တရားဒေသနာဖြစ်ရှင်းလင်းဟောကြားခြင်းဖြစ်ပါတယ်ဒါကြောင့်မတရားချက်ကသူတော်စင်ပြိဿပေါင်းတို့သည် တမလွန်ဘဝကဆွေမျိုးတွေရဲ့အရေးကိုစဉ်းစားမယ်ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေခြင်းဤသာလင်မှန်ကန်သောနိလန်ဖြစ်တယ်လို့သိရှိပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း